န်ဒိုဂျာနဲ့ပွဲအတွက်သူ့ရဲ့ viewer ကြတဲ့လေ့ကျင့်ပြင်ဆင်မှုတွေအကြောင်းအခုလိုပြောပြလာတဲ့ဂျိုရှွာဘန်ပေးသမ ्या လုံးပဲမင်္ဂလာပါ Reddit ပဲ Diary ကနေကြိုဆိုပါရစေ။ လာမယ့်ဒီဇင်ဘာလ6ရက်နေ့ UFC 323ပြိုင်ပွဲကြီးမှာ Flyweight Champion Alexander Pantoja နဲ့ရှင်ပြိုင်ထိုးသတ်မဲ့ချင်းလေးဖန်ရဲ့လက်တလောပြောကြားချက်တွေဟာတမကရှန်ကာပြောကြားချက်တွေလိုထင်ရပေမယ့်တိုက်ခိုက်ရေးနေစတဲ့အာကစားစိတ်ပညာရှုထောင့်ကနေကြည့်မယ်ဆိုရင်တကယ့်ကိုလေးနက်ပြီးပညာသားပါတဲ့မဟာပြိုတစ်ခုကိုတွေ့မြင်ရပါတယ်။ဖန်ကသူ့ရဲ့လေ့ကျင့်ပြင်ဆင်မှုနဲ့ပတ်သက်လို့ဘယ်လိုပြောလာခဲ့သလဲဆိုတော့ဒီပွဲအတွက်ဆက်လုပ်ရှာနေပါပြီ။ Training Camp လည်းပြီးပါတော့မင်းဒီတစ်ပတ်တော့ပြင်းပြင်းထန်ထန်လေ့ကျင့်နေပါတယ်။အခြားလေ့ကျင့်ပေါ်အစ်စ်တွေနဲ့လေ့ကျင့်တာမျိုးတွေမရှိပါဘူး။ကျွန်တော်ကတချို့ fighter တွေမှားတဲ့အမှားမျိုးထပ်မကြုံရအောင်ပြင်ဆင် င်နေတာပါကျွန်တော်ရဲ့အာသာချက်ကိုပဲပို့ပြီးတော့ကောင်းအောင်ပြင်ဆင်နေပါတယ်လေ့ကျင့်ပေါ်ရီနဲ့ဆီယာရီမြိုင်းရင်ဖိုင်တာတွေရဲ့အာသာချက်တွေကိုထိခိုက်စေနိုင်လို့ဘာလို့ပြောလာခဲ့တာပါ ဖန်ရဲ့စကားတွေကိုကြည့်ရင်ဆရာများရင်တားသီးတယ်ဆိုတဲ့စကားပုံကိုဖန်ကလက်တွေ့ကြကြကျင့်ကြံနေတာကိုတွေ့ရပါတယ်။သူရဲ့ training camp လေ့ကျင့်စခန်းအဆုံးသက်ပိုင်းမှာရွေးချယ်ထားတဲ့လမ်းကြောင်းကဘာကြောင့်မှန်ကန်နိုင်တယ်လဲ။ဘာကြောင့်အန်ရယ်ကင်းတယ်လဲဆိုတာကိုကျွန်တော်မြင်မိသလောက်အချက်၅ချက်နဲ့ဒီဗီဒီယိုထဲမှာဆွေးနွေးတင်ပြပေးသွားချင်ပါတယ်။နံပါတ်1 The Inner Circle Strategy ယုံကြည်ရသူများနဲ့သာလေ့ကျင့်ခြင်း။ဖန်ပြောထားတဲ့အခြားလေ့ကျင့်ပုံတစ်တွေနဲ့လေ့ကျင့်တာမရှိပါဘူးဆိုတဲ့အချက်ကဒီအချိန်မှာအရေးကြီးဆုံးဆုံးဖြတ်ချက်ပါ။ Champion လူပဲတစ်ဝက်တစ်ဝက်ပြင်ဆင်တဲ့အခါမှာ Fighter တယောက်လိုအပ်ဆုံးရာကလုံခြုံမှုပါ။ကိုယ့်ရဲ့အားနဲ့ချက်အားသာချက်ကိုဥမ ှာခြေကားတည်နေတဲ့မူလလေးချင်းပေါ် main spring ပတနာတွေကသာကိုကိုအကောင်းဆုံးတွားပေးနိုင်တာဖြစ်ပါတယ်အခုလိုမျိုးပွဲကပ်နေတဲ့ချိန်မှာလေးချင်းပေါ်တစ်တေကိုခေါ်သုံးတာကအန္တရာယ်များပါတယ်လူတစ်တေကကိုယ့်ရဲ့အရှိန် face ကိုနားမလဲပဲအားဖသွားရင်မလူလားအတက်တံရတွေဖြစ်သွားနိုင်ပါတယ်ဖန်ကဒီအန္တရာယ်တွေဖြစ်မလာအောင်ကန့်သက်လိုက်တာလည်းဖြစ်ပါတယ် ဖန်တို့ကြလို့ထိတ်တန့်ဖိုက်တာနဲ့ထိုးရတဲ့အခါမှာဂိမ်းပလန်ကစားကွက်ပေါက်ချမ်းမှုမရှိစေဖို့အရေးကြီးပါတယ်။လူသစ်မကော်ပဲကိုယ်သူတွေနဲ့ပဲတကားပိတ်လေ့ကျင်တာကသတင်းလုံခြုံမှုအတွက်အကောင်းဆုံးပါပဲ။နံပါတ်1ဆရာများသားတီအမားကိုရှောင်ရှားခြင်းအသင်းပေါ်ရီနဲ့ဆရာတွေများရင်ဖိုက်တာတွေရဲ့အသာချက်တွေကိုထိခိုက်စေနိုင်လို့ပါဆိုတဲ့ဗန်ရဲ့စကားကခေတ်သစ် MMA လောကကြီးရဲ့အကြီးမားဆုံးပြဿနာတစ်ခုကိုထောက်ပြလိုက်တာပါ။ ဖိုင်တာတော်တော်များများဟာပွဲကြီးပွဲကောင်းထူရတော့မယ်ဆိုရင်နာမည်ကြီးနီးပြားတွေအများကြီးငါနာမည်ကြီးချင်းတွေရှောက်သွားပြီးတော့ပညာရေးဆောင်အသင်တက်ကြပါတယ်။ရလကတော့အော်ဒါကန်နဲ့ကိုရောက်တဲ့အခါမှာရှုပ်ထဲပြီးတော့မလုပ်ရမှမသိဖြစ်သွားတတ်ပါတယ်။ဒါက information overload အချက်လက်တွေများလွန်းတာကြောင့်ဖြစ်ပါတယ်။ဥပမာပြောရရင်နီးပြားတယောက်ကနဗန်းလုံးမယ်လို့ပြောမယ်။နောက်တစ်ယောက်ကခြေကံမယ်လို့ပြောတယ်။ဒီလိုရှုပ်ထွေးမှုတွေကြားမှာဖိုင်တာဟာသူ့ရဲ့မူလလက်နဲ့ signature style ကိုမေးလျော့သွားတတ်ပါတယ်။ ဖန်ကသူ့ရဲ့ volunteer striking လက်သေးများကြီးထိုးနိုင်စွမ်းဆိုတဲ့အာသာချက်ကိုပြောက်သွားမှာဆိုရင်တဲ့အတွက်အသံပလန် noise တွေကိုချော့ချလိုက်တာလည်းဖြစ်ပါတယ်။ တော်တော်လေးမိုက်ပါတယ်နံပါတ်3 strengthening the strength အားသာချက်ကိုသာထက်မြောက်သွေးခြင်းဖန်ကကျွန်တော်ရဲ့အားသာချက်ကိုပဲပိုပြီးကောင်းအောင်ပြင်ဆင်နေပါတယ်လို့ပြောပါတယ်ဒါကပန်နိုဂျာနဲ့ပွဲအတွက်အမှန်ကန်ဆုံးနီးလန်းဖြစ်နိုင်ပါတယ်ပန်နိုဂျာ BJJ ဂျူဂျစ်စုမှာဆရာတစုပါရှစ်ပတ်ကြာ training camp အတွင်းမှာဖန်အနေနဲ့ပန်နိုဂျာတက်တအောင် club ပိုင်းတွေကိုလိုက်သိမ်းဖို့ဆိုတာကမဖြစ်နိုင်ပါဘူးဒါကြောင့်ဖန်ကပန်နိုဂျာကိုမြေပြင်မှာသွားပြိုင်မယ့်အစားကိုရဲ့အားသာချက်ဖြစ်တဲ့လက်တီတွဲလုံးတွေနဲ့ခြေကန်ချက်တွေကိုသာအစွမ်းကုန်အသက်ကုန်မြင့်နေတာပါဖန်ရဲ့ပလန်ကရှင်းပါလိမ့်မယ်ငါ့ကိုလှဲချခြင်းလှဲချပါဒါပေမဲ့ငါ ပြန်ထလာတိုင်းမင်းတေဘုဒ္ဓပြင်ထားဆိုတဲ့ပုံစံမျိုးပါနံပါတ်၄ mental preparation စိတ်ပိုင်းဆိုင်ရာတည်ငြိမ်မှုဒီဘွဲအတွက်ဆစ်လို့ရှားနေပါပြီဆိုတဲ့ဇာတ်နဲ့ဒီတစ်ပတ်တော့ပြင်းပြင်းထန်ထန်လေ့ကျင့်နေပါတယ်ဆိုတဲ့ဇာတ်တွေကသူ့ရဲ့စိတ်ဓာတ်အမြင့်ဆုံးရောက်ရှိနေတာကိုပြသပါတယ်အခုချိန်ကဘွဲမတိုင်မီနောက်ဆုံးအပြင်းထန်ဆုံးလေ့ကျင့်ရမယ့်သတင်းပတ်ပါနောက်တစ်ပတ်ဆိုရင်ကိုလေ့ကျင့်လျှော့ချဖို့အတွက်လေ့ကျင့်ခန်းလျှော့လို့ရပါတော့မယ်ဒီချိန်မှာဖန်ကစိတ်ဓာတ်တက်ကြွနေတာဟာသူ့ရဲ့ခန္ဓာကိုယ်ကပွဲထိုးဖို့စဉ်းစားဖြစ်နေပြီဆိုတဲ့ဖိကွန်ဒီရှင်ဆိုတာကိုပြသလို့နေပါတယ် ရှုပ်ထွေးတဲ့ပြင်ဆင်မှုတွေမလုပ်ဘဲရိုးရိုးရှင်းရှင်းပြင်ဆင်ထားတာကဖိုင်တာကိုစိတ်ပိစီမှုလျှော့နေစေပါတယ်။ငါလောက်ဆရာရှိတာလုပ်ပြီးပြီးဂျန်တာကွင်းထဲမှာရှင်းမယ်ဆိုတဲ့ clear mindset ရှင်းလင်းတဲ့စိတ်ဓာတ်ကိုလည်းရရှိစေပါတယ်။နံပါတ်5 USC 323အတွက်ဘာတွေကိုမျှော်လင့်နိုင်မလဲ။ Fan ရဲ့ဒီစကားတွေကိုခြုံငုံသုံးသပ်ကြည့်ရမယ်ဆိုရင်လာမယ့်ဒီဇင်ဘာလ6ရက်နေ့မှာကျွန်တော်တို့မြင်တွေ့ရမယ့် fan ဟာပုံစံတွေပြောင်း style တွေပြောင်းပြီးထိုးမဲ့ fan မဟုတ်ဘဲကျွန်တော်တို့ယင်းနေပြည်သားဆက်လက်ဒီ fan ကိုပဲပို့ပြီးတော့ဆင်းမြင်းတဲ့ပုံစံနဲ့မြင်တွေ့ရမှာပါ။ပြင်ဆင်မှုတွေကကိုအားသာချက်ပေါ်မှာအခြေခံထားတဲ့အတွက်ပွဲဆက်တာနဲ့ fan ကတူဝင်နေမှာမဟုတ်ပါဘူး။သူရဲ့ game ဗလန်တိုင်းဒရဇက်ဖိအားပေးတိုက်ခိုက်လာမှသိကြပါရယ်အချို့ဆိုရရင်ဖန်ဟာတခြားဖိုက်တာတွေကြာရှုံးတက်တဲ့ဂျုံသွင်းပြင်ဆင်ခြင်းဆိုတဲ့ထောင်ချောက်တဲကိုမဝင်ပေးကိုကိုကိုယုံကြည်မှုနဲ့ကိုအသိန်းဖွဲပေါ်မှာတင်းစာရှိမှုကိုသာရွေးချယ်ခဲ့ပါရယ်ဘန်ဒိုဂျာလိုဘသူတို့ကောင်ကိုရင်ဆိုင်ဖို့အတွက်အကောင်းဆုံးလက်နက်ကရှုပ်ထွေးတဲ့နေစနစ်တစ်တွေမဟုတ်ဘဲထက်နေအောင်သွေးထားတဲ့ကိုပိုင်ဓာတ်တက်တာဖြစ်တယ်ဆိုတာဖန်ကသက်သေပြဖို့ဆင်သိဖြစ်နေပါပြီညီကိုတို့ကရောဘလိုမြင်ကြလဲပြောပေးခဲ့ကြပါဦးအဆုံးနဲ့ကြည့်ပေးခဲ့ကြလို့အားလုံးကိုကျေးဇူးများတင်ပါတယ်